ပြန်သမားလုံးမင်္ဂလာပါဗျာဟိုးရေကြီးတုံးကကြာကြာရပန်းရောင်အင်ကြီးလေးဆင်းမြန်းထားပြီးတော့ပယံကေလေးဖုတ်ထားတဲ့သခိုးကြီးငါတက်လုံးကတာဂေတာပဝန်းကျင်မှာဟိုးချောင်းချောင်းဒီချောင်းချောင်းလေးလုံနေခဲ့ပါတယ်အဲ့လိုနဲ့လမ်းဘေးမှာရပ်ထားတဲ့ကားကြီးဒီစင်းလိုက်ရတော့ကားကြီးကိုအသက်ပုံးနဲ့ကြိုက်ပါပြီးတော့အိန္ဒိယကသူ့တငယ်ချင်းမမုတ်ပူစီမှာတင်လာတဲ့တော့ဖြတ်ပညာနဲ့အထက်ကိုဝင်ဖို့လုပ်ပါတော့တယ်အိန္ဒိယကကားတွေကိုရောက်တော့မိမရပြီးမှတင်ယူတက်မြောက်ထားတဲ့ဟိုးနိုင်ဒီနိုင်ပညာကိုအသုံးချပါတယ်အဲ့လိုနဲ့နိုင်ရင်လည်းကားကက်ဆက်နဲ့နေကမျက်မှန်တက်လက်ဇွားကနဲ့အိတ်တဲ့ကောက်တက်လိုက်တယ် ဒါတော့ငတလုံးတကောင်အာသာမပြေနိုင်သေးပဲနဲ့ဟိုရှာကြီးတီရှာကြီးလုံနေပါတယ်။ရှာနေမနေနိုင်လို့ဤတလုံးပါအတွဲရနဲ့ညှက်ပြီးထုလိုက်ပါသေးတယ်။နောက်ဆုံးဘာမှကြီးကြီးမားမားမတွေ့တော့တော့နဲ့အိမ်ပြန်ပြီးမိန်းမနဲ့နှတ်တော့မယ်လို့ကတကားဖွင့်လိုက်တော့တကားကတောက်ခွက်ပြောင်းပြီးမပွင့်ပါဘူး။ငတလုံးနဲ့အမလီဒါလေးများဘာမှစေးစားဆိုပြီးတော့ကျန်တဲ့တကားတွေကိုသွားဖွင့်ပါလေ။ထင်သားသလိုဖြစ်မလာပဲတကားတစ်ချက်မှပွင့်မလာပြန်ပါဘူး။ကဲအဲ့လိုနဲ့ငတလုံးတွေကရွေးစက်စရာမရှိတော့တော့နဲ့နောက်ပေါက်ဖွင့်ဖို့ကြိုးစားပါလေ။တော်လွဲမတွေ့ပါနဲ့ခင်ဗျာ။ကောင်းကြီးတို့ရေကားနောက်ပေါက်ကိုပြောတာပါ။ အဲ့လိုလေငါတလုံးကားနောက်ပုံကိုကိုဝင်တဲ့ကလေးမွေးဆရာဝန်ကိုကန်တဲ့ကန်ချံမျိုးနဲ့ပိတ်ပတ်ကန်ပလိုက်တယ်။ဒါပေမဲ့အနောက်ဘက်ကတော်တော်ကျက်နေပြီးတော့ညီမလေးပုံမှာထားတဲ့ကျွန်တော်ရဲ့မေတ္တာတရားတွေလိုခိုင်မာနေတော့ငါတလုံးဒူးတာချောင်းသွားတယ်ပွတ်မလာခဲ့ပါဘူး။အဲ့လိုလေသခိုးချင်းငါတလုံးနဲ့စိတ်တူပြီးတော့ခွေးစိတ်တွေပေါက်လာပါလေ။ငါမိမတော်ဒီလောက်တောက်ကြောမတက်ဘူးတော်တော်တောက်ကြောတင်းနဲ့ကားပဲဆိုပြီးတော့ဆီရတယ်လေးပါကောက်ကတ်ထုပလိုက်တယ်။အဲ့နောက်မှန်လေးကိုပါချောင်းနေတဲ့ဒူးနဲ့ပိတ်ကန်တယ်။ဒါပေမဲ့ဟာဟာပဲရမယ်ဆိုပြီးတော့မှန်ကလည်းတောက်ကြောတင်းတင်းပဲမကွဲပါဘူး။ ဒါပေမဲ့ဝိုင်းရဲ့တပိုင်းရဲ့တခွေးကြီးပြီးပြီးလုံးဝလက်မလျှော့သေးပဲတကားရဲ့အတွင်းနဲ့ကိုလက်နိုင်ပြီးဖွင့်ပေါ်လောက်ပါတယ်။ဒါပေမဲ့တကားကလည်းဂျပန်ဆာမူရိုင်းဆိုတော့သူ့ရဲ့လက်သားတရားရသွားပြီးတော့သွေးတွေထွက်လာတယ်။တကားကပွင့်မလာခဲ့ပြန်ပါဘူး။အဲ့လိုနဲ့မျော်လင်းတော့ပါဘူးတဲ့ချင်းနဲ့ခဏလောက်ဖီးယူလိုက်ပြီးတဲ့နောက်မှာဘောင်းဝင်ရတဲ့ကငါးရတန်ကန်းကြီးကိုထုတ်ပြီးတော့ရှေ့မှန်ကိုတိုင်းကလေးလှမ်းဆွဲလိုက်တယ်။ရှေ့မှန်ကြီးကလည်းနည်းနည်းရမှန်ကြီးမဟုတ်တဲ့အတွက်ကြီးစံကပက်ပက်ပက်နဲ့တဖန်ပြန်ကန်ထွက်လာပြီးတော့သူ့ရဲ့ပေါင်ကိုကစ်စင်ပြေးဆွဲပါတယ် ဘက်တလုံးနဲ့နားလိုက်တာကိုကိုရဲဆိုပြီးတော့ဘေးတော့ထဲကအကြိုက်ရွေးလာတဲ့အိမ်ကြီးကိုကောက်ချွလိုက်တယ်။ပြီးတော့သွေးထွက်လွန်ပြီးနှိပ်ပတ်မကြွတော့အောင်ဒရယာပေါ်မှာစီးလိုက်ပါတယ်။အဲဒီနောက်လမ်းသွားလမ်းလာတွေကဖင်းငယ်မလီနိုင်ပဲဖျက်ဖျက်လျှောက်သွားလို့မမြင်အောင်ပုံနေရပြန်တယ်။အဲဒီနောက်မအောင်နိုင်မအီးနိုင်တော့တဲ့အစုံဂျေအောင်ပြီးပဲဟင်းနဲ့ညားရင်ညားပါစေတော့လို့ဆုံးဖြတ်လိုက်ကအပြင်ကလာတဲ့လူတွေကိုအကူအညီတောင်းကြည့်ဖို့လုပ်တယ်။ ကကကောင်းကျင်တော့စော်တကီးတပါကားနောက်ကိုရောက်လာပြီးတော့ကားမှန်ရှင်မှာနှကန်းလေးလာဆိုးနေတာနဲ့တိုးတော့တယ်။ဒါပေမဲ့အထက်ကလည်းငါတလုံးတည်းကကိုတီးလုံးနဲ့လေကောင်းထွက်အောင်အကူအညီတောင်းနေပေမဲ့စော်တကီးလေးကသူ့ကိုမြင်တာမမြင်ပါဘူး။အဲနောက်ပင်နဲ့မြော့ဝင်နဲ့မျက်ခွန်းနဲ့အန်ဂျိတ်ပြီးထုတော့တယ်။ကားဟုံးကိုထုတ်ပြီးစော်တကီးလေးကိုလှမ်းခေါ်တာကိုပြောချင်တာဖြစ်ပါတယ်။အဲနောက်ဖုန်းထုတ်လိုက်ပြီးတော့ဂျန်ရှင်စီးတီးမှာဆန်လွှဲမှုရောက်နေတဲ့သူမိမကိုဖုန်းလိုက်ဆက်တယ်။ မိမရေမောင်ကိုလာခဲ့ပါအောင်လို့မလို့ရှိသေးဖုန်းကအားကုန်သွားပြန်တယ်ဒါပေမဲ့ဖုန်းကိုအားသွင်းဖို့စာတူးကြီးကလည်းပါမလာပြန်တော့ငတက်လုံးတယောက်ကြက်တဲ့မင်္ဂလာပေါင်ခညောင်းကိုမာတော့တယ်အဲ့လိုနဲ့အမောင်ရံတွေကြီးဆိုးတဲ့ညတညကိုကိုတီလုံးနဲ့ပဲဆက်တော့ခေါ်လာပြီးတော့နောက်နေ့မနက်ကိုစောင်းနဲ့ဖြင်းလိုက်လို့လိုးလာတဲ့အချိန်မှာတော့ရေတွေတောင်ရံတွေစားလာပါတော့တယ်အဲ့ဒါကြောင့်ပါလာတဲ့ရေဘူးကိုဖွင့်ပြီးမောလိုက်ပြီးမယ်ရေဘူးကညမလေးရဲ့အဖြစ်တွေလိုပဲကုန်ခန်းနေပြန်တော့ပရင်ပေါက်မှာအဆုပ်ပြန်နေတဲ့မြူးနှင်းရေဆက်တွေကိုပဲဂျပန်ကရုံးစီကစီးပူးလာတဲ့အကွက်တွေနဲ့အာသာပြောင်ရက်လိုက်ရတော့တယ်အဲ့နောက်သူခိုးဖို့လုပ်ထားတဲ့ကားကက်ဆက်ကိုပြန်တက်လိုက်ပြီးမမရဲ့တခြင်းနဲ့မြင်းနေလိုက် တယ်။ကံစားနေရတဲ့ဒုက္ခဒုက္ခတွေကနလမွေသွားပြီးနည်းနည်းကြတော့တကားကိုတဖန်ပြန်ရွှိုက်ကြည့်တယ် အချင်းကြီးကကုံသွားတယ်တကားကသူ့ကိုအီးတောင်လည်းမပုတ်ပါဘူးအဲ့လိုလေငတောင်းတယောက်မင်္ဂလာဦးညာတော်ကဇွဲမျိုးနဲ့စူးစမ်းပြီးဖွင့်နေကားရဲ့ကက်ဆက်ကလည်းဖုန်းတစ်ခေါက်ဝင်လာတယ်ဖုန်းကလိုက်တော့ BJT တပွဲစကားပြောလာတယ်သူ့ကသူတာဂက်တာကရုံဒေါက်တာတင်ကြီးလို့မိတ်ဆက်လာပြီးတော့ဒီကားကလည်းသူ့ရဲ့ကားဖြစ်ကြောင်းပြောလာတယ်ပြီးတော့ငါးကားကိုဝင်မွေခံရတာ28ကျင်းရှိပြီဖြစ်ပြီးတော့မင်းက26ရောင်မြောက်တကိုးပဲလို့ပြောလိုက်တယ်ဒီတခါတော့ငါတမ်းမရသည်မဟုတ်တော့ဘူးကွာလို့ခနဲ့တက်တက်ပြောလိုက်တော့တကိုးချင်းကတက်လို့ဟိုးအစ်စ်ချင်းခိုက်တယ်လို့တဆက်ဆက်တုံပန်းကသူ့ကိုအခုချက်ချင်းလုပေးဖို့ပြောတော့တယ် ဒေါက်တာတင်ကြီးကပြန်မပြောနဲ့ပပက်ရဲလိုက်မယ်ဒီပါလေလို့လာတော့ငါတလုံးမျက်လာကြည့်အီးမန်သွားပြီးတော့မြောက်မိုင်မိုင်သွားတော့လေအဲ့နောက်ဒီကားကအရန်တွေဂျမ်းတဲ့ဤပညာမြင့်ကားတစ်စီးဖြစ်ပြီးတော့ဒကာတွေကသူ့ဖုန်းနဲ့ထိညုတ်တာကတစ်စီးလုံးကြီးကတက်ထုတွေပါတက်ဆင်ထားကြောင်းပြောပြတယ်ဒကာအတွင်းပိုင်းထဲမှာလည်းလှုပ်ရှားနေတဲ့ဆိုင်းထင်းစနစ်တွေတက်ဆင်ထားတဲ့အပြင်ပြတင်းဘက်ကိုလည်းကိုကိုရဲ့ညီမလေးတယောက်ထဲသာမြင်တဲ့တဖက်မြင်စတစ်ကအုပ်ထားတဲ့ကြောင်းပြောပြတယ်အထက်မှာလေကောင်းနဲ့အပြုတ်လိုက်ထွက်အောင်အော်နေပါစေအပြင်မှာပြောရဲစိတ်ဤပုတ်တဲ့အတန်းလောက်တော့မကြားတဲ့အတန်းလုံးစနစ်ကလည်းရှိနေပါတယ် ။မှန်ဆိုရင်ဒေါက်တာတင်ကြီးတကောမဖတ်မနဲ့အဲ့ဒီကောင်ကိုအတွက်တွေအတွက် Valentine Day မှာ session နဲ့ငှားဆိုင်တော့စီးပွားဖြစ်မှာအမှန်ပါပဲ။အဲ့နောက်ဒေါက်တာတင်ကြီးကကားစီးလုံးမှာကြီးပတ်နိုင်တဲ့နေရာဆိုလို့ taxi garland 30ထည့်ထားတဲ့စီတိုင်ကြီးပဲရှိရဲ့လို့ငါတက်လုံးကိုပြောလိုက်ပါလေ။အဲ့ဒါကိုဖင်ရပြီးတော့ gun နဲ့လှမ်းဆွဲရင်တော့ထပ်ပေါက်ပွဲပြီးတော့ trucking ဖြစ်သွားမှာပဲလို့သတိပေးလိုက်တယ်။အဲ့နောက်ဒေါက်တာတင်ကြီးကသူ့ရဲ့ငယ်ဘဝအကြောင်းတွေကိုရေးစာလုံးတော့ဒေါက်တာထွက်နေတဲ့ငါတက်လုံးကိုစိတ်ပြင်းနေပြထိုင်ပြောနေခဲ့တယ်။နောက်ဆုံးမှာတော့ငါတက်လုံးကိုမင်းရဲ့သားသာသူများပြည့်စည်ခုံးမယ်ဆိုရင်မင်းဘာလုပ်မှလဲလို့မိကုန်းတစ်ခုမေးလိုက်တယ်။ ဘယ်တလုံးကပြင်မဖြစ်ပဲဒေါသတွေသာထွက်နေပြီးတော့ကျုပ်လွတ်လာလို့ကတော့ခမရရောခမရမိသားစုကအပြွတ်လိုက်ရှိုက်ပြမယ်လို့ချိန်လိုက်တယ်။ဒါပေမဲ့ငါတလုံးစကားပြောလို့မပြီးသေးဘူးဒေါက်တာတင်ကြီးကဖုန်းချလိုက်တော့ငါတလုံးနင်းသွားတယ်။အဲဒီတော့ဒေါက်တာတင်ကြီးကကားရဲ့အဲကွန်းကိုဖွက်လိုက်ပြီးတော့အရန်အေးအောင်အချိန်မင်းတင်ပြလိုက်တယ်။ငါတလုံးနဲ့အရန်လွေချန်လာလို့ပေါင်မှစီးထားတဲ့ဘေးတို့အင်ကြီးလေးကိုပြန်ကောက်ဝတ်လိုက်ရပြီးတော့ပေါင်ကအချစ်ပေးတဲ့ဒဏ်ရန်ကိုတော့ပေါင်မီဖျက်ပြီးစီးလိုက်ရတယ်။အဲ့လိုနဲ့နိုင်နေနဲ့လောက်နေတော့ဖြူဖက်ဖြူအောင်မျက်ခွန်းနဲ့အမီးရဲ့ချမ်းထနေတဲ့ငါတလုံးစီကိုဒေါက်တာတင်ကြီးဖုန်းထက်ဆက်တယ်။ ဒီခါတော့သူခုနကမေးတဲ့မင်းသားသာသူများပြည့်စည်ခွင့်ဘာလို့မလဲဆိုတဲ့မေးခွန်းကိုဖြေရေးရှိတဲ့နေရာကိုပြောပြမယ်လို့ပြောလိုက်တယ်။ရေစာလို့တပိုင်းတင်နေတဲ့ငတက်လုံးနဲ့ဖြေလိုက်ပေမဲ့ဒေါက်တာတင်ကြီးကအဖြေကိုသဘောမချလို့ရေးမရဘဲနဲ့သူ့အကြောင်းတွေသာဆင်းပြနေပြေထိုင်ပြောပြတယ်။အဲဒီနောက်ဖုန်းမချခင်သူကဘလို့ဆရာဝင်မျိုးလဲဆိုတဲ့နောက်ထပ်မေးခွန်းတစ်ခုထပ်မေးသွားတယ်။အဲ့လိုနဲ့ငတက်လုံးရုပ်တည်ခြင်းနဲ့မုတ်တီထိုင်တော့ကဘလို့ဆရာဝင်မျိုးလဲလို့စဉ်းစားနေတဲ့အချိန်လက်ဖက်ရည်ဆိုင်ကနေချဲတွက်ပြီးထလာတဲ့ရေသားကြီးကိုလာရွှေခါးနာကိုရောက်လာတယ်။အရန်ကိုပြောသွားပြီးကိုလာရွှေတရီထားမိအောင်မြူဆွဲဖို့လုပ်တော့တယ်။ ဒါပေမဲ့ရဲသားကြီးကအထက်ကငတလုံးကိုမမြင်ပဲတန်ခွေဆိုင်ဝဲလေးတင်ပြီးပြန်ထွက်သွားတော့တယ်။အဲ့လိုနဲ့ဒုက္ခိတကိုပြတ်တုတ်ခံရတဲ့ငတလုံးတယောက်ကားထဲမှာပဲငယ်ယူပြီးလဲမထောင်ရတာအချိန်တွေတော်တော်ကြာကုန်သွားပြီးတဲ့နောက်ဒေါက်တာတင်ကြီးဖုန်းခေါ်လာတယ်။နာမည်နဲ့မှတ်ပုံနဲ့နာမည်ပေးပြီးတော့သူ့ကိုရေရှိတဲ့နေရာပြောပြလိုက်တယ်။ရေကအချစ်အောင်လည်းဖြစ်နေပြီမဲ့ဘာမှမတွေ့တော့ဘဲနဲ့တခါနဲ့တန်ကလူးလိုက်တယ်။အာဆိုပြီးတော့ငတလုံးတော်တော်နေလို့ကောင်းသွားပါတယ်။ဒါပေမဲ့ဗိုက်စာတဲ့ဝေဒနာကပါပြန်ကြွလာတော့စားစရာဘာမှမရှိတာနဲ့ကားပေါ်မှာတွေ့တဲ့အင်းဆက်တကောက်ကိုရိုက်သက်ပြီးစောရကားလိုက်တယ်။ ဲ့ဒီနောက်အခြေပေးတဲ့ဒဏ်ရာလေးကိုလှမ်းကြည့်ပြန်တော့ပြည်တွေဘက်ကိုတွေပါတန်နေပြီးတော့ငါတက်လုံးဖျားပါတော့တယ်ဒါပေမဲ့ဒေါက်တာတင်ကြီးကရှော့ပေါက်ပေးတဲ့အနေနဲ့နေလို့ကောင်းအောင်လို့အဲကွန်းလေးဖွင့်ပေးလိုက်ပြီးတော့သူကိုယ်တိုင်လည်းကင်ဆာရောဂါနဲ့တနည်းနဲ့မာလကီရောမဲ့သူဖြစ်ကြောင်းပြောပြတယ်အဲ့လိုနဲ့ငါတက်လုံးအလူးလေးခံလိုက်ရပြီးတော့နောက်နေ့မနက်ကိုစောင်းနဲ့နှိုးလို့နိုးလာတဲ့အချိန်မှာတော့ကားထဲမှာရှိနေတဲ့ကားလက်ဆွဲစာကိုဖတ်ပြီးတော့ဘလို့ထွက်ပြေးရမလဲရှာကြည့်တယ် မတွေ့တာနဲ့အဲ့ဒီဆောက်ကစက်ကူတွေကိုပဲဝါးစားလိုက်တယ်အဲ့လိုနဲ့ငါတလုံးဘွားတော်တော်ဆိုးရောက်သွားပြီးတော့ရေစာလုံးလုံးကိုရှူရှူကိုပြန်တော့ရတဲ့ဘဝထီတော်ရောက်သွားတယ်ဒါပေမဲ့ကံကောင်းစွာပဲသူ့လိုမျိုးဓမ္မမိတ်ဆွေတွေရောက်လာပြီးတော့ကားကိုဖောက်ထွင်းဖို့လုပ်လာတယ်ပြောင်းလဲကြောက်ကြီးလေးတန်းလာပြီးတော့ကားထဲကနေညနေပါတလုံးကောင်းလဲလို့လမ်းမိလိုက်တယ်။ဒါပေမဲ့တကားမပွင့်ခင်ပဲရဲသားကြီးကိုလိုက်ရွှေတောင်းနှန်းကမ်းမမသိရောက်လာပြီးတော့ကလာကားထဲကရဲတွေလိုမျိုးတကောင်းလဲတကိုးတွေကိုဖမ်းသွားပါတော့တယ်။ အဲ့လိုလေအဲ့ဒီတနေ့လုံးလဲဒုက္ခတွေခံလိုက်ရပြီနော်။ဒါနောက်တနေ့မနေ့ရတော့ဒေါက်တာတင်ကြီးဖုန်းဆက်လာတယ်။ဒီကတော့ဒေါက်တာတင်ကြီးကနှလုံးထိပေါလို့စိတ်ကောင်းဝင်နေပြီးတော့ကားထဲကချောကလက်တစ်ထောင်ထားတဲ့နေရာကိုငါတက်လုံးကိုပြောပြလိုက်တယ်။ငါတက်လုံးကချောကလက်တစ်ထောင်စားလိုက်တော့အရန်တွေအားရှိသွားပြီးတော့ပရောဆိတ်အကောင်20လောက်ရိုက်သက်ထားတဲ့လူမိုက်ကောင်းဆောင်ကြီးလိုအဲ့ဒီတနေ့လုံးစင်းယူနေတော့တယ်။ဒါပေမဲ့အချိန်တန်တော့လေတုံရင်ကတုံရင်ပြန်ဖြစ်သွားပြီးတော့ရေစာပိုက်စာပြန်ဖြစ်လာပြန်တယ်။အဲ့ဒီချိန်ဒေါက်တာတင်ကြီးဖုန်းဝင်လာပြီးတော့မင်းရဲ့မိသားစုနဲ့ငါဆက်သွယ်ထားတယ်လို့ပြောတယ်။ငါတက်လုံးသူ့မိသားစုဆိုတဲ့အတန်ကြားရတယ်မျက်လုံးမှာရှာလကားရေးတွေဆွတ်လာပြီးတော့ သူမိသားစုကိုထိလို့ကတော့ဒေါက်တာတင်ကြီးကိုဦးနှလုံးဖြုတ်ပြီးပောက်ပွက်ကြီးစီမှာရောင်းပြမယ်လို့တတိပေးလိုက်တယ်။အဲဒီနောက်ငါဗာဒင်များအပြည့်ရှိခဲ့လို့လဲဆိုပြီးတော့ဒေါက်တာတင်ကြီးကိုမင်းလိုက်တယ်။ဒေါက်တာတင်ကြီးကငါတလုံးလူရဲမှုတွေလုံတော့ငါလူသက်ခဲ့တာတွေနှိပ်စက်ခဲ့တာတွေကိုပြန်ပြောပြတယ်။အဲဒီနောက်ဖုန်းကိုဆိုလာနီနဲ့အားသွင်းလိုက်ပြီးတော့ဖုန်းအားရှိသွားတော့ဂျန်ရှင်စီတီကစနေမှုတဲ့မိမကိုဖုန်းဆက်တယ်။မိမကဖုန်းကတော့သူမလုတ်ခဲ့မိကြတဲ့အတွက်တောင်းမှန်ကြောင်းအသံ message နဲ့ပို့ပြီးတော့ငိုယိုခါချက်တည်ရတုံးလာတယ်။အဲဒီနောက်ကားရဲ့ဆန်နိုးတဲ့ခလုတ်ကိုစိတ်ကူးပေါ်ပြီးတော့ကောင်းလိုက်လိုက်ကမှာပို့ပို့ပို့ဆိုပြီးတော့ဆန်နိုးလာတော့တယ်။ ကားကလည်းအရင်ကောင်းသလားမမြင်နဲ့ဂီယာထိုးတာဘက်ဂီယာမှာညက်သွားတော့ကြက်တွေတုံးပြန်တယ်။ဘလုံးမလုံးမရတာနဲ့သူသတိထားမရလို့ငါတက်လုံးအချိန်နဲ့နောက်ပြန်မှပြီးတော့တိုင်တလုံးနဲ့ကားကိုအခြေဆန်ပေးလိုက်တယ်။အဲနောက်အခြေဆန်ပေးလိုက်လို့ပြုတ်ချင်နေတဲ့နောက်မှန်ကိုတူးချောင်နေတဲ့ကန်ချက်နဲ့တစ်ချက်ကန်ပြီးတော့ထွက်ပြေးတော့တယ်။ဖျက်ပြီးတော့နီးစက်ရဆိုင်ကိုသွားပြီးတော့ပတ်စံလည်းမပါဘဲနဲ့ပါကာလေးသွားဆားလိုက်တယ်။စားလိုက်ရင်ပတ်စံမရှိမဲ့စားနေလို့ဆိုပြီးတော့လုံချွေးဝင်နေရောက်လာလို့အာရန်ကန်းနဲ့ဆွဲလိုက်တာ။လုံချွေးဥလဲကြီးမဆိုင်မတွက်နေပံရောက်သွားပြန်တယ်။ အဲ့တော့ငတက်လုံးအိမ်မထဲကနှုတ်လာပြီးတော့သူအိမ်မမနေမှန်းသိလိုက်ရတယ်။အဲ့နောက်ဒေါက်တာတင်ကြီးဖုန်းဆက်လာတော့ငတက်လုံးကသူ့ကိုယ်သူတက်လိုက်ရမလားလို့ချင်းကျတယ်။နောက်တော့တနက်ပြန်ကိုဂျပန်မင်းသမီးလုံကုန်လာပြီးတော့ပြစ်လိုက်တဲ့အချိန်မှာတော့တနက်ကလည်းပန်းလာရင်ကျဲဖြစ်ပြီးတော့ကြီးထွက်မလာပြန်ပါဘူး။သူ့ဘွားကြီးကိုစိတ်ကုန်ပြီးတော့အဟီအဟီလို့ငိုနေတဲ့အချိန်မှာဒေါက်တာတင်ကြီးရောက်ချလာပါတယ်။ကားထဲကိုဝင်လာပြီးတော့ငတက်လုံးရဲ့အချစ်ပေးတဲ့တိုင်ဟာကိုစေးပါညာထည့်ပေးလိုက်တယ်။ငတက်လုံးကတော့ထွက်ပြေးဖို့တောင်အားမရှိတော့ဘဲနဲ့ပလက်ပိုဇီရှင်နဲ့ဖိတ်တက်နေတယ်။ အဲ့နောက်ဒေါက်တာတင်ကြီးအလုပ်ကိစ္စနဲ့ဖုန်းပြောနေတဲ့ချိန်ငါတက်လုံးစာတူကြီးတောက်ခဲ့တဲ့အစွမ်းလေးပြန်ပေါ်လာပြီးတော့ဒေါက်တာတင်ကြီးကိုခန်းနဲ့ဆွဲပြီးထွက်ပြေးတော့တယ်ခန်းကလည်းတွတ်တူပြတော့ကြတော့မထွက်ဘူးသူများကိုပြတော့မှထွက်ပါလေတော်တော်မျက်နှာလိုက်တဲ့ခန်းပါပဲဒါပေမဲ့ငတက်လုံးရဲ့စကေကအရန်ကျန်းလို့အနီးကပ်ပြခဲ့တဲ့ဒေါက်တာတင်ကြီးကိုကြည်မထီတော့ပဲသူ့ဝါနောက်ကနေလိုက်အုပ်ပါလေ ဲ့ဒီချိန်မှာရဲမဲလေးရောက်လာပြီးတော့ဒေါက်တာတင်ကြီးကိုလက်နက်ချဖို့ပြောတော့တယ်အဲ့နောက်နှစ်နာရီလောက်ကြာတော့အဲ့နောက်ကိုလူတွေဝိုင်းအောင်လာပြီးတော့မီဒီယာတွေပါရောက်လာတယ်တော်တော်ကြောက်တင်တဲ့တာဂေရကတုံးကတော့လက်နက်ချဆိုလည်းမချပါဘူးအဲ့ဒါကြောင့်ပြန်ပြေးသမားနဲ့ဥကြုံဆွဲကိုရဲတပ်ဖွဲ့ကခေါ်လိုက်ရပြီးတော့ဥကြုံဆွဲကိုတာဂေရကတုံးဒေါက်တာတင်ကြီးနဲ့ညှိနှိုင်းကြည့်ဖို့တာဝန်ပေးလိုက်တယ်အဲ့တော့လေဦးကျုံဆွဲကဒေါက်တာတင်ကြီးကိုမင်းပါလို့ခြင်းလဲလို့မေးတော့ဒေါက်တာတင်ကြီးကသူ့အလုပ်သွားနေကြလမ်းမှာခွေးကြီးပုံလေး16000လောက်ရှောင်းတင်းပြီးသွားနေရတာလိုရခကြီးမရောက်တော့တဲ့ကြောင့်လေ အစိုးရကဒီကိစ္စကိုတခုခုလုပ်ပေးဖို့ပြောတယ်။ဒါဆိုမှကြုံဆွဲတဲ့တာဂက်တာကရုံးလို့အပေးယူတဲသွားပြီးတော့ငတက်လုံးကိုတာဂက်တာကရုံးလို့ပေးလိုက်တော့တယ်။အဲ့လိုနဲ့ငတလုံးကိုရဲရဲကချက်ချင်းဖတ်လိုက်ပြီးတော့တာဂရာကရုံးဒေါက်တာတင်ကြီးကိုလည်းအဖမ်းခံဖို့ပြောတယ်။ဒေါက်တာတင်ကြီးလည်းသမီးမလုပ်ချင်ဘူးအကိုလေးဆိုပြီးတော့ကားထဲဝင်သွားတယ်။အဲ့လိုနဲ့ခဏနေတော့ဒီကောင်မမင်းလုံနေတာလေလို့ရဲရဲတန်တရားရှိနေတဲ့အချိန်ဒေါက်တာတင်ကြီးကစီတိုင်းကြီးကိုကမ်းနဲ့လမ်းဆွဲပြီးတော့ကားကိုပောက်ကွဲအောင်လုပ်ကားကိုကိုကိုတက်သေးတော့တယ်။ ရကြည်နေတဲ့သူတွေလည်းဒီလိုကြီးခွဲကြီးကိစ္စကိုအောင်မြင်အောင်လုပ်ပေးသွားပြီးမှကိုယ့်ကိုယ်ကိုတက်သေးသွားရှာပြီးလို့တွေးပြီးတော့စိတ်မကောင်းဖြစ်နေကြတယ်။အဲ့လိုနဲ့နောက်ဆုံးမှာတော့ဒေါက်တာတင်ကြီးတယောက်ကင်ဆာနဲ့မာလကီရမယ်တူတူခွဲကြီးသူရဲ့ကောင်းဘွဲကိုခံယူပြီးတော့အမှတ်ကျောက်တင်နေအောင်သူရဲ့ကောင်းလုပ်သွားပါတော့တယ်ခင်ဗျာ။အဆုံးထိနားဆင်ပေးမှုတော့အထူးပဲကျေးဇူးတင်ရှိပါတယ်။